ကောင်လေးတယောက်ကတောချိုးငှက်တကောင်ကိုခိုးစားမိရကနေတကူလုံးဝါပြီးတော့ပူလောင်လာပါလေသူကမိုးတက်မှုန်တန်းကိုခံနိုင်ဖို့အတွက်အိမ်ခေါင်ဘူးပေါ့ကိုပြေးတက်သွားပြီမယ်မိုးချိုးငါးချက်ပြစ်တာခံလိုက်ရပါလေသတိပြန်ရလာတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာလျှက်စစ်တီးစီးဝင်နေပြီးတော့လူသားဘက်ထရီတစ်ခုဖြစ်လာခဲ့ပါလေမတော်တဆနတ်မိုးချိုးပညာကိုသင်ယူတက်မြောက်သွားတာပါအဲ့ဒီချိန်ကစပြီးတော့သူကလက်ညိုးထိုးပြတဲ့နေရာကိုမိုးချိုးနဲ့တိုက်ခိုက်နိုင်တဲ့တိုင်းလောကရဲ့ထိတ်တန်းစရာတစ်ခုဖြစ်လာပါတယ်။လွန်ခဲ့တဲ့ session နှစ်ကနတ်ဆိုးဘရင်က ်ဥလင်ပီကိုဘေးစိုးတွေတဲဆောင်လာပါတယ်သူကိုသူတော်စင်ကြီးခြောင်ကန်းကအနိုင်ယူပြီးတော့ဝမ်ချင်းရေပူဆန်းကကြောက်ဆောင်လိုက်ကူထဲမှာချုံနောက်ထားခဲ့ပါတယ်ဆက်ရှင်နဲ့ကြာပြီးတဲ့နောက်မှာနတ်ဆိုးဘီရင်က ပြန်လည်နိုးထလာပါပြီရှင်းထော်ကသူ့အတွက်ရေခဲစေးတစ်လုံးနဲ့မီးစေးတစ်လုံးဆိုပြီးနတ်ဆေးနှလုံးကိုဖန်တီးပေးခဲ့တာပါအဲ့နှလုံးကိုတပြိုင်နက်ထဲတောက်လိုက်ရင်ဘယ်သူမှမရှင်နိုင်အောင်ဖြစ်သွားပါလိမ့်မယ်နတ်ဆိုးဘီရင်ကရေခဲစေးလုံးကိုယူလိုက်ပါတယ်မီးစေးလုံးကိုတော့၆ရံခိုင်းကကျွမ်းကျင်သူနှစ်ဦးကကြားဖြတ်ပြီးတော့လူယူသွားပါတယ်သူတို့ကရွှေရောင်စပင်ချင်းသေးဘီရင်ကို မနိုင်တဲ့အဆုံးမှာနောက်ဆုံးမှာတော့မီးဆေးလုံးကိုစပူဂျိုးငှက်တကောင်ရဲ့ပါဇက်ထဲကိုထိုးထည့်ပြီးမာစီတောင်ရဲ့တစ်ဖက်ချမ်းကိုလွှတ်တင်လိုက်ပါတယ်။မာစီတောင်ပေါ်မှာတော့ကျန်းဆန်းကချိန်လုံးပေါ်ကိုဟန်ချက်ညီအောင်ရက်ပြီးစားစရာရှာဖို့ထွက်လာပါတယ်။တငယ်ချင်းထားခဲ့တဲ့လှန်စုတ်ကိုကစားရင်းနဲ့မမျော်လင့်မဲဂျိုးငှက်တကောင်ကိုပစ်ချသွားမိပါတယ်။ကျန်းဆန်းကဝမ်းတာအားရနဲ့ဂျိုးငှက်ကိုကြော်ပုတ်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ဖယုံသီးလူသားတအူးကမီးရှို့နေတာကိုတွေ့လိုက်ပါတယ်။ကျန်းဆန်းကထင်းရှူးစီကိုရေးထင်းပြီးပက်လိုက်ပါတယ်။ ဖျုံသီးလူသားကတက်ပြင်းချပြီးတော့ဆက်ရန်တရားတစ်ခုကိုဆွဲလိုက်တော့မိကငြိမ်သွားပြီးတော့သူ့ရဲ့တီထွင်မှုကလည်းပျက်စီးသွားပါတယ်ဖျုံသီးလူသားကခမောက်ကိုချွတ်လိုက်ပါတယ်သူ့နာမည်ကရှီချွန်းဖြစ်ပြီးတော့သူကတီထွင်သူတူပါအဲ့ညာကကျန်းဆန်းကဂျိုးငတ်ကိုစွပ်ပြုတ်လုပ်ပြီးတောက်ခဲ့ပါတယ်ဂျိုးငတ်ထဲကမီးစေးလုံးကကောင်းကင်ဘုံဖြစ်စဉ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်ရုတ်တရက်မိုးကြိုးပြစ်မိုးတွေလည်းချိန်လာပါတယ်ရှီချွန်းကမှန်ပြောင်းအခြေအနေကိုကြည့်ပြီးအပေါ်ဓာတ်ကိုအမြန်တက်သွားပါတယ်ကျန်းဆန်းကအခွင့်ကောင်းယူပြီးတော့ဂျိုးငတ်အသားအလုံးကိုစားပြစ်လိုက်ပါပြီ။ စားပြီးတဲ့နောက်မှာသူ့ကိုယ်သူအခင်ခံနေရတယ်လို့ခံစားရပြီးတော့တကူလုံးရဲနေအောင်ပူလာတာကြောင့်ရေကိုအဆက်မပြတ်တောင်းနေခဲ့ရပါတယ်။ရှီချွန်းကသူ့အတွက်ရေပုံးကြီးတစ်ပုံးကိုယူလာခဲ့ပေမယ့်အချိုးမထူးခဲ့ပါဘူး။ကျန်ဆန်းကအပူတန်းကိုမခံနိုင်တော့ဘဲတကားကိုလက်သီးနဲ့ထိုးပေါက်ပြီးမိုးရေတွေကိုပြေးထွက်သွားပါတယ်။ခေါင်းမိုးပေါ်တက်ပြီးတော့မိုးချိုးလွှဲကိုကင်ပြီးတော့မိုးရေချိုးခံနေပါတယ်။မိုးချိုးတစ်ချက်ပြစ်လိုက်တော့ကျန်ဆန်းကလျှက်စစ်လျှော့ရပြီးတော့ခေါင်းမိုးပေါ်ကနေပြုတ်ကြပြီးသတိမေ့သွားပါတယ်။နောက်တနေ့မနေ့ဆော့ဆော့မှာကျန်းဆန်းကအေးရနိုးလာခဲ့ပါတယ်။ ရှီချောင်းကသူ့အခြေအနေကိုဂကျူးတစားမေးမြန်းဖို့သွားပေမယ့်ကျန်ဆန်းကသူ့ရဲ့လက်နှစ်ဖက်ကိုအတင်းဆွဲချုပ်လိုက်ပါတယ်ကျန်ဆန်းကသူကဘက်ထရီတစ်ခုဖြစ်သွားပြီဆိုတာကိုသိလိုက်ရပြီးတော့အရန်ကိုထိတ်လန့်သွားပါတော့တယ်ဘိုက်ထဲမှာလည်းမီးလောင်နေတယ်လို့ခံစားနေရတာပါရှီချောင်းကသူ့အစိတ်ရှိတဲ့အရာကိုစားမိလို့အစိတ်တန်ခံနေရတာပဲဆိုပြီးတော့စူပူလိုက်ပါတယ်ပြီးတော့ကျန်ဆန်းရဲ့ယောဂလက္ခဏာတွေကိုလေ့လာဖို့စတင်ခဲ့ပါတယ်အစွမ်းထက်ဆေးကိုစားမိတာကြောင့်ရေနွေးငွေတွေစူးစီးနေတာကိုသူတွေ့ခဲ့ရပါတယ် သူကကျန်းဆန်းကိုကိုခန္ဓာတွင်းကရည်နေဝေးရဲ့လေပတ်ပုံကိုသင်ကြားပေးခဲ့ပါတယ်။ကျန်းဆန်းကလက်နှစ်ဖက်ကိုဆက်ထုတ်လိုက်တော့လက်ဖြားကနေလျှက်စီးချောင်းတွေတရိပ်ရိပ်ဖြစ်ပေါ်လာပါတော့တယ်။အားဆိုင်ထုတ်လိုက်တဲ့အခါမှာမိုးချိုးပြတ်တလို့လျှက်စီးချောင်းတစ်ချက်ကလွင့်ပြန်ထွက်သွားပြီးလက်ဖက်ရည်အိုးကိုထိမှန်ပြီးပရင်ပေါက်ပြင်ဘက်ကိုလွင့်ထွက်သွားပါတော့တယ်။အဲ့ဒီဆေးကိုစားပြီးတော့မိုးချိုးပြစ်ခံရပြီးတဲ့နောက်ပိုင်းကျန်းဆန်းကဘက်ထရီဖြစ်လာခဲ့ပြီးတော့တတိမထားမိပဲနဲ့လျှက်စစ်တက်တွေကိုထုတ်လွတ်တတ်ပါတယ်။ လျက်စစ်ကိုထိန်းချုပ်တက်အောင်တင်ယူပြီးတော့ဝမ်းသာအားရမဖြစ်ရသေးခင်ပါပဲမမျော်လင့်တဲ့ဧည့်သည်တွေကရောက်ရှိလာပါပြီ6ရံခိုင်းကလူတွေကဒီနေရာကိုရောက်လာတာပါရွှေချင်းကကောင်လေးနှစ်ယောက်ကိုဂျုံးငတ်ကောင်ကိုတွေ့မိလာဆိုပြီးမေးလိုက်ပါတယ်ကြမ်းဆန်းစားလိုက်ပြီဆိုတော့ကိုတိသွားပြီးတော့သူ့ရဲ့ပေါ်ပေါ်ဆဆသဘောထားကိုမြင်တဲ့အခါမှာဦးလေးဝေရင်ကစိတ်မထိနိုင်တော့ဘဲနဲ့ကြမ်းဆန်းကိုတင်ငန်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်နတ်ဆိုးစိတ်တမန်တော်ကခြံစည်းရိုးနောက်ကနေခုံထွက်လာပါတယ်ဂိုင်းနှစ်ဖက်လုံးအလျှော့မပေးဘဲနဲ့အချင်းချင်းတိုက်ခတ်ကြပါတော့တယ်ကြမ်းဆန်းကအချင်းချင်း တိုက်ခံရပြီးတော့တိုက်ခိုက်ခံရပါတယ်ပြေးလွှားနေရင်လည်းလှဲစည်းနဲ့တိုက်မိပြီးတော့မမျော်လင့်မဲနဲ့တိုက်ပွဲရဲ့အလေကိုရောက်သွားပါတယ်ကံကောင်းစွာပဲသူ့ရဲ့မိတ်ဆွေကောင်ရှီချွန်းကကေတင်ခဲ့ပါတယ်နဗရီသေးသနတ်နဲ့ပုံအောင်ပြစ်ခတ်မှုအကာအကွယ်အောက်မှာကျန်းဆန်းကပိတ်ဆို့ခံထားရတဲ့နေရာကနေလွတ်မြောက်သွားပါတော့တယ်နောက်ဆုံးမှာတော့သူကနတ်ဆိုးစီတမန်ရဲ့ဖန်စီချင်းကိုခံခဲ့ရပါပြီဦးလေးဝေရင်ကသူ့ကိုကေတင်ဖို့သွားခဲ့ပါတယ်တိုက်ခိုက်နေရင်ပါပဲကျန်းဆန်းကမတော်တဆပဲလျှက်စစ်လျှော့ကိုထုတ်လွှတ်လိုက်ပါတယ်နတ်ဆိုးစီတမန်နဲ့ဝေရင်တို့ကလျှက်စီးချောင်းနဲ့ကန့်ကြီးနေပြီးမလှုပ်နိုင်တော့ပါဘူး သူကဒီအခွင့်အရေးကိုယူပြီးတော့နှစ်ယောက်စလုံးကိုတွန်းထုတ်ပစ်ခဲ့ပါတယ်။အခုသူ့ရဲ့စွမ်းအားတွေနှူးထလာတဲ့အခါမှာဓားကိုအသုံးပြုရမှာပုံမကျွမ်းကျင်လာပြီးတော့တခြားသူတွေကိုတက်ကြွစွာစိန်ခေါ်လာခဲ့ပါတယ်။သူ့ရဲ့တိုင်းခွက်တစ်ခုနဲ့လျှက်စစ်ထုတ်တာကိုမအောင်မြင်ပြီးတဲ့နောက်မှာလူအုပ်စုတစ်ခုကဓားတွေနဲ့ဝိုင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူကရှောင်းတိန်ပညာမှာအလွန်ကောင်းမွန်တယ်လို့သူ့ရဲ့တီထွင်သူမိတ်ဆွေကြီးရဲ့အကူအညီနဲ့အခက်အခဲတွေကိုအမြဲကြော်လွှားနိုင်ခဲ့တာပါ။နတ်ဆိုးစေတမန်အများစုကိုဖယ်ရှားပြီးတဲ့နောက်မှာဦးလေးဝေရွယ်နဲ့ရွှေချင်းတို့ကကျန်းဆန်းကိုလိုက်လံဖမ်းဆီးဖို့အာရုံပြောင်းသွားခဲ့ပါတယ် သူကဦးလေးဝေရင်ကိုလက်ဘွားတစ်ချက်ထဲနဲ့တွန်းထုတ်လိုက်ပါတယ်။ရွှေချင်းကသူ့ကိုလိုက်တဲ့အခါမှာသူကမထနိုင်ခဲ့ပဲတွန်းလိုက်တာအချိန်မကိုက်တာကြောင့်စနေနံနှစ်ခုကိုကင်မိတယ်လို့ဖြစ်သွားပြီးနှစ်ယောက်စလုံးမြေပေါ်ကိုလဲကျသွားပါတော့တယ်။ကျန်ဆန်းကမတော်တဆပါလို့တောင်းပန်စကားပြောပြီးမယ်။ပါးနှစ်ချက်တော့ရိုက်ခံလိုက်ရပါတယ်။စိတ်ပြတ်သွားတယ်။ရွှေချင်းကဒီလူရုပ်မာနဲ့ဆက်ပြီးတော့မပတ်သက်ချင်တော့ပါဘူး။သူကဂိုင်းသားတွေကိုခေါ်ပြီးတော့ထွက်ခွာသွားပါတယ်။ရှီချုံကအဖြစ်ဖြစ်အားလုံးကိုကြည်ပြီးတော့လောင်ပြောင်ပြောဆိုပါတယ်။ဝမ်ကျင်းလှိုင်ကူထဲမှာနတ်ဆိုးဘီရင်ကမီးဆေးလုံးချောင်းကိုတည်င်းကြလိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲကရေခဲစိတ်လုံးနဲ့မျှတစေဖို့အတွက်ကြမ်းဆန်းကိုဖမ်းပြီးတော့သူ့ရဲ့သွေးကိုတောက်ဖို့လိုအပ်နေပါပြီ။မဟုတ်ရင်ရင်းရံမမျှတမှုကြောင့်49ရက်အတွင်းသူကတည်ဆုံးမှာပါ။နောက်ထပ်နီလန်တစ်ခုကတော့အနောက်တိုင်းဒေသကကြာပြူဖွဲ့စီကကြောက်စိမ့်နက်ပလဲကိုရယူခြင်းပါပဲ။ဒါကလည်းသူ့ရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်။သူကနက်ပလဲကိုရှာဖွေဖို့လူတွေကိုဆေလွတ်ခဲ့ပြီးသူနဲ့ရွှေရောင်သပင်ချင်းသေးဘရင်ကတော့မာစည်းတောင်ကိုသွားခဲ့ပါတယ်။သူတို့ကတကားကိုရိုက်ချိုးပြီးတော့ဂျိုးငှက်ကိုတောင်းပါတယ်။ ကျန်းဆန်းကစိတ်တူတူနဲ့ထားရက်ပြီးတော့ဂျိုးငှက်ကိုအစာခြေလိုက်ပြီဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ရွှေရောင်သပင်ချင်းသေးဘီရင်ကဒေါသထွက်သွားပြီးတော့သူ့ကိုတတ်ဖို့ကြိုးစားပေးမယ်။နတ်ဆိုးဘီရင်ကကျန်းဆန်းကိုအသက်ရှင်ရဲ့လို့လဲဆိုပြီးတော့တားလိုက်ပါတယ်။ရွှေရောင်သပင်ချင်းသေးဘီရင်ကအာရပါရပြေးဝင်သွားပြီးမယ်။ကျန်းဆန်းရဲ့နတ်မိုးချိုးပညာကြောင့်မြေပေါ်ကိုလဲကျသွားပါတော့တယ်။သူကလင်းမြန်စွာပဲရွေရှားပြီးတော့ကျန်းဆန်းကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ကျန်းစန်းရဲ့လက်စီးကြောင့်ကသူ့လက်တွေကိုထုံကျင်စေခဲ့တာကြောင့်ကျန်းစန်းကမတော်တဆလွတ်မြောက်သွားပါတယ်။သူကကျန်းစန်းကိုလိုက်ပြီးတော့ဝမ်ကျင်းကိုရောက်လာခဲ့ပါပြီ။သူတော်စင်ကြီး6ရန်းကကျန်းစန်းကိုကာကွယ်ပေးခဲ့ပါတယ်။ရှီချွန်းကမိုးပြန်ပူပေါင်းပေါ်မှာထိုင်ပြီးကျန်းစန်းကိုသူ့စီကိုလာဖို့အချက်ပြခဲ့ပါတယ်။ကျန်းစန်းကအသက်ပြင်းပြင်းရှူသွင်းပြီးတော့ခုန်တက်လိုက်ပါတယ်။ရုံရင်းဆန်ကက်ဖြစ်နေချိန်မှာကျန်းစန်းကအခုငါဘက်ထရီဖြစ်နေပြီ။ ဒါဆိုရင်စွမ်းအားတွေကိုဆွဲလို့ရတယ်ဆိုပြီးတော့တိလိုက်ရပါတယ်။သူက ပြိုင်ဘက်တည်းရဲ့အတွင်အားလုံးကိုဆုပ်ယူဖို့အကရိယာကိုအသုံးပြုခဲ့ပါတယ်။သူတို့ကစံဆန်းကိုတွန်းထုတ်လိုက်တာမိုးပြန်မှုပေါင်းပေါ်ကိုလဲကျသွားပြီးတော့အဆင်ပြေခဲ့ပါတယ်။စံဆန်းကိုလိုက်ဖို့လက်လျှော့လိုက်ပြီးတဲ့နောက်မှာနတ်ဆိုးဘီရင်ကသူတော်စင်ကြီး6ရက်နဲ့အပြတ်ရှင်းဖို့အတွက်ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်။နတ်ဆိုးဘီရင်ရဲ့အတွင်အားကရေခဲစီလုံးကြောင့်အကြီးကျယ်ထိုးတက်နေတာပါ။သူတော်စင်ကြီး6ကန်းကသူ့ကိုမရှင်းနိုင်မနဲ့နှစ်ဖက်စလုံးပြင်းထန်တဲ့အတွင်းထန်ရာတွေရရှိခဲ့ပါပြီ။စံဆန်းနဲ့ရှီချုံတို့အတွက်လည်းအခြေအနေမကောင်းပါဘူး။ ရှီချွန်းရဲ့မီးပူပေါင်းကအပူပေးဖို့အတွက်မီးလိုပါတယ်။ကျန်းဆန်းကအောက်ခြေကနေမီးလောင်ထားတဲ့အပေါက်ကိုနင်းမိပြီးတော့ပြုတ်ကျသွားပါတယ်။ကျန်းဆန်းကကောင်းကင်ကနေတစ်ပင်ပေါ်ကိုပြုတ်ကျခဲ့ပါတယ်။ချောင်ရံကိုင်းရဲ့မြေမြုပ်ခမ်းမဆရာကတစ်ပင်ပေါ်မှာရှိနေပြီးတော့ကြာဖြူအဖွဲရဲ့ဒန်ဒန်မင်းသမီးရေချိုးတာကိုခိုးကြည့်နေခဲ့ပါလေ။တစ်ကိုင်းတွေကအယံပြက်စီလွှဲတာကြောင့်နှစ်ယောက်စလုံးပြုတ်ကျသွားပါပြီ။ခမ်းမဆရာကချက်ချင်းပဲမြေအောက်တူးတဲ့ပညာကိုတုံးပြီးတော့မင်းသမီးရဲ့ရှေ့ကိုအလှမြန်ရောက်လာခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင်လက္ခဏာကိုပြောပြခဲ့ပါလေ။မင်းသမီးက"သူမကချောင်ရံကိုင်းကိုရှာနေကြောင်း ူတို့ကို၆စိမ့်တက်ပလဲပေးရချင်းကြောင်းနဲ့သူမျိုးနွယ်တွေကသဘုံထသူတွေကိုနှိမ်နှင်းပေးဖို့ကူညီပေးစေချင်ကြောင်းပြောခဲ့ပါတယ်။မင်းသမီးကခမ်းမဆီယာနဲ့ကျန်းဆန်းကိုဆီယာတပည့်လို့မှာယွန်းထင်ပြီးတော့လမ်းပြခိုင်းခဲ့ပါတယ်။သူတို့အဖွဲ့ကမာဇီတောင်ကိုရောက်လာပြီးတော့သူတော်စင်ကြီး၆ရန်းနဲ့တွေ့ဆုံခဲ့ပါတယ်။မင်းသမီးကသူ့ရဲ့တန်ရာကိုကူတာဖို့အတွက်နက်ပလဲကိုပေးရခဲ့ပါတယ်။အဲ့ဒီညမှာမင်းသမီးကကျန်းဆန်းကိုအရက်တူတူတောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ရွှေချင်းကကျန်းဆန်းကိုမုန်းတယ်လို့ပြောနေပေမဲ့သူကတခြားမိန်းကလေးနဲ့နှစ်ယောက်တည်းရှိနေတာကိုမမြင်ချင်တာကြောင့်အခန်းထဲကိုအမြန်ဝင်ဖို့ပြေးလာပါတယ်။ ကျန်ဆန်းကအခန်းထဲမှာရက်တောက်နေရင်လည်းပျော်ရွှင်နေပြီးသူ့ရဲ့နောက်ွယ်ကမင်းသမီးကဆွဲတွေကိုထုတ်ပြနေတာကိုလုံးဝမသိခဲ့ပါဘူး။သူမကသူတော်စင်ကြီး6ရန်းကိုအစိတ်ခတ်ဖို့အတွက်နတ်ဆိုးခိုင်းကဆေးလွတ်ထားတဲ့အစိတ်တထောင်ခွန်ရင်ဖြစ်နေခဲ့တာပါ။ကံအားလျော်စွာပဲကျန်ဆန်းကမတော်တဆတည်စီနိုင်တဲ့အန်ဒီရဲ့ကိုရှောင်ရှားနိုင်ခဲ့ပါတယ်။မင်းသမီးရဲ့မျက်နှာကိုတုပ်ပေးနေတုန်းကလူအရေကိုမျက်နှာဖုံးကမတော်တဆဆုပ်ပြဲသွားစေခဲ့ပါတယ်။တွင်းချိုင်နေနဲ့မျက်နှာကိုမြင်ရတာနဲ့အယက်မူးနေတဲ့ကျန်ဆန်းကချက်ချင်းပဲသတိဝင်လာခဲ့ပါပြီ။သူကအော်ခဲ့ပြီးတော့ပြေးထွက်သွားခဲ့ပါတယ်။ ။ဦးလေးဝေရင်ကသူမကိုအစိတ်တထောင်ကွမ်းရင်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားပြီးတော့အောင်မြင်စွာရှင်းထုတ်နိုင်ခဲ့ပါတယ်။ကျန်းဆန်းကဒဏ်ရာရပြီးတော့ခန္ဓာကိုယ်တွေကလျှက်စီးကြောင်းတွေကိုထိန်းချုပ်မရဖြစ်သွားပါပြီ။သူကနာကျင်လုံးလို့မြေပြင်ပေါ်မှာလူးလိမ့်နေရပါတယ်။အဲ့ဒီချိန်သူတော်စင်ကြီး6ရံကနပလဲကိုဆုပ်ယူပြီးသွားပါပြီ။သူတိတ်ဆုံးတော့မယ်ဆိုတာကိုသိတဲ့အတွက်ကျန်းဆန်းရဲ့လျှက်စီးစီးကြောင်းကိုထိန်းချုပ်ပေးဖို့သူ့ရဲ့အတွင်းအားလုံးကိုစူးစီးလိုက်ပါတော့တယ်။ကျန်းဆန်းကမီးစေးလုံးကိုစားလိုက်ပြီးအသက်ရှင်တန်ဖို့မလွယ်ကူဘူးဆိုတာသူသိတယ်။ ကန်ကောင်းစွာနဲ့ပဲမိုးချိုးပစ်ခတ်လိုက်ရတာကစေစွမ်းအများစုကိုခြေဖြတ်လိုက်ပြီးဘေးအန္တရာယ်ကိုကောင်းကြီးအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်သူကအခုသူ့ရဲ့ခိုင်းကောင်းဆောင်ယာလူကိုကျန်းစန်းကိုလွှတ်ပြောင်းပေးပြီးသူ့သမီးရွှေချင်းကိုလည်းအနံ့ခဲ့ပါတယ်နတ်ဆိုးနေနေမိုးချိုးပညာကိုကျွမ်းကျင်မှတာနတ်ဆိုးဘီရင်ကိုအနာယူပြီးတော့ခြောင်ရမ်းခိုင်းသားတွေကိုကယ်တင်နိုင်မယ်လို့ပြောပြခဲ့တာပါတစ်ချိန်တည်းမှာပဲရွှေချမ်းနဲ့တကယ့်ဒိုင်နမင်းသမီးကိုဖမ်းမိသွားပါတယ်နတ်ဆိုးဘီရင်ကမင်းသမီးကိုတေချာရှာဖွေခိုင်းပေမယ့်ကြောက်စိတ်နဲ့ပလဲကိုတော့မတွေ့ခဲ့ပါဘူး သူကရွှေချမ်းကိုတယောက်ထဲထားခဲ့ပြီးသူ့ရဲ့မျက်နှာဖုံးကိုဖယ်လိုက်ပါတယ်။သူမရဲ့ဖခင်ဖြစ်ကြောင်းထုတ်ဖော်ပြီးတော့ရွှေချမ်းကိုသူ့ကိုကူညီဖို့ဖိအားပေးခဲ့ပါတယ်။သူကရွှေချမ်းကိုအစိမ့်ဝိုင်တော့မလားသူ့ကိုကူညီမလားဆိုတဲ့ရွေးချယ်စရာနှစ်ခုကိုပေးခဲ့ပါတယ်။ရွှေချမ်းကအစိမ့်ဝိုင်တော့ဖို့ပဲရွေးချယ်ခဲ့ပါတယ်။ထောင်ထဲမှာမင်းသမီးကရွှေချမ်းစိတ်တင်နေတာကိုမြင်လိုက်ရတော့သူ့ခေါင်းဆောင်ထဲကနတ်ပလဲကိုထုတ်ပြီးတော့အစိမ့်ဖြေဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့နတ်ဆိုးဘီရင်ကအဲ့ဒါကိုလူယူသွားပါပြီ။ မထွက်ခွာခင်မှာပဲနတ်ဆိုးဘီရင်ကရှီချန်းကိုသူတောက်လိုက်တာကအစိတ်ဝိုင်မှုပဲနဲ့ကာမာအာသူစီဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်ဒီလှဲခွက်ကနတ်ပလဲကိုရရှိအောင်တာမကသူ့ရဲ့သားရင်းကိုပါကူညီပေးလိုက်တာဖြစ်နေပါတယ်နတ်ဆိုးဘီရင်ကအရန်ကိုချိန်နေအားရနေပါပြီသူကနတ်ပလဲကိုမျိုးချပြီးတော့ရေခဲဆေးလုံးရဲ့အာနိသင်ကိုခြေဖြတ်ဖို့စတင်ပြီးစူးစမ်းလိုက်ပါတော့တယ်ကျန်းစန်းကနတ်ပလဲကိုနတ်ဆိုးဘီရင်လက်ထက်ရောက်သွားပြီဆိုတာသိလိုက်ရပါပြီ အချိန်မဆောင်သင့်တော့ပါဘူး။သူကချောင်းရမ်းခိုင်းသားတွေကိုအရင်ကယ်ဆယ်ပြီးမှနတ်ဆိုးနှိမ်နေမှုကြိုးပညာကိုကျွမ်းကျင်အောင်လေ့ကျင့်ပြီးနတ်ဆိုးဘီယံကိုနောက်မှခြေမုံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ညာနဲ့တကောင်မှာသူတို့၃ယောက်ကနတ်ဆိုးခိုင်းရဲ့မြေအောက်ထောင်ထဲကိုခိုးဝင်ပြီးတော့ဦးလေးဝေရင်ရှီချွမ်းနဲ့တခြားသူတွေကိုလှုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ထွက်မပြေးနိုင်ခဲ့မှာပဲနတ်ဆိုးခိုင်းသားတွေကတွေ့သွားခဲ့ပါတယ်။လူတိုင်းချက်ချင်းပဲတိုက်ခိုက်ကြပါတော့တယ်။ကျန်းဆက်ရဲ့ခန္ဓာကိုယ်တွေကလျှက်စီးစီးကြောင်းကထပ်မံထိန်းချုပ်လို့မရဖြစ်သွားပါပြီ။ ချင်းသေးဘီရင်ကခိုးတိုက်ဖို့အခွင့်အရေးကိုယူခဲ့ပေမယ့်ကျန်ဆန်ကသူ့ရဲ့အသွင်အရကိုဆုတ်လိုက်တာကြောင့်သူ့အရှုံးပေးသွားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနတ်ဆိုးဘီရင်ကသူ့ရဲ့နတ်ပညာကိုကျွမ်းကျင်ပြီးသားဖြစ်နေပါပြီ။သူကတက်ဖြတ်ဖို့အသင့်ဖြစ်နေတဲ့ပုံစံနဲ့အပြင်ကိုလှည့်မြန်ထွက်လာခဲ့ပါတယ်။ဦးလေးဝေရင်ကလှည့်မြန်စွာတုံ့ပြန်ခဲ့ပြီးတိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။ကျန်ဆန်ကချင်းသေးဘီရင်ရဲ့ဆွမ်းအားကိုဆုတ်လိုက်တဲ့အတွက်သူ့ရဲ့ခန္ဓာကိုထိန်းချုပ်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။သူကသူ့ရဲ့ရွှေသားကိုဆွဲထုတ်ပြီးနတ်ဆိုးဘီရင်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ နတ်ဆိုးဘီရင်ကလက်တစ်ဖက်ထဲသုံးပြူပြီးတော့သူ့ကိုခမ်းမရဲ့အပြင်ဘက်ကိုလှမ်းပြီးတော့တွန်းထုတ်လိုက်ပါတော့တယ်။အပြင်ဘက်မှာလျက်စီးတွေလက်လာပြီးတော့မိုးတွေလည်းထစ်ချုံနေပါတယ်။ကျန်ဆန်းကမိုးချိုးကိုမြင်တော့သူကယ်တင်ခံရပြီဆိုတာကိုသိလိုက်ပါတယ်။မိုးချိုးကသူ့ရဲ့စွမ်းရင်ဘဟုကိုဖွင့်ပေးနိုင်တဲ့ပြီသူကနတ်ဆိုးနိုင်တဲ့မိုးချိုးပညာကိုတက်မြောက်မှာဖြစ်ပါတယ်။ကျန်ဆန်းကကြံတဲ့သူတွေရဲ့လက်မောင်းပေါ်ကိုတက်နေပြီးတော့ခေါင်မိုးကိုဖောက်ထွင်းပြီးရွှေသားကိုကင်ပြောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်တွေကိုလျက်စီးတွေစီးဝင်စေခဲ့ပါတယ်။နတ်ဆိုးနိုင်တဲ့မိုးချိုးပညာရဲ့နောက်ဆုံးတားဆီးကိုလည်းကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ကျန်ဆန်းကဓားကိုမြှောက်လိုက်ပြီးတော့နတ်ဆိုးဘီရင်ကိုခုတ်ချလိုက်ပါတယ်နတ်ဆိုးဘီရင်ကကြေလောင်စွာရင်မောလိုက်ပါတယ်သူ့ရဲ့ရဲတန်းကြောင့်နန်းတော်တစ်ခုလုံးတော့တုန်ခါသွားတယ်လေမြေပြင်ကချက်ချင်းအကွဲကြောင်းတွေဖျက်ထွက်သွားပါတယ်လူတိုင်းမြေမြုပ်တော့မဲ့အခြေအနေမှာကျန်ဆန်းကသူ့ရဲ့ရွှေဓားကိုလှည့်လိုက်ပါတယ်ဓားကရွှေရောင်လင်းတွေထုတ်လွတ်ပြီးတော့နတ်ဆိုးဘီရင်ကိုထိမှန်သွားပါတော့တယ်အဲ့နောက်မှာသူကလေထဲကိုခုန်တက်ပြီးတော့သူ့ရဲ့လက်တွေကိုရွှေရောင်လင်းသားဖြစ်ပြောင်းလဲပြီးတော့ပြိုင်ဘက်ကိုခုတ်ပိုင်းလိုက်ပါတော့တယ်နတ်ဆိုးဘီရင်ကိုခြေမုံပြီးတဲ့နောက်မှာငင်းငံရေးကိုနောက်ဆုံးမှပြန်လဲရရှိခဲ့ပါတယ် ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ